အခုတင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်နဲ့ဓာတ်ရိုက်စတင်ပြန်တမ်းမဲ့နိုင်ငံတွေမှာလေကြောင်းခရီးစဉ်တွေရဲ့ဆင်းသက်ချိန်တွေကိုညှိနှိုင်းပေးသွားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကညွှန်ကြားရေးမှူးချုပ်ရဲ့ပြောကြားချက်အရရန်ကုန်မြို့နဲ့ဓာတ်ရိုက်ပြန်တမ်းမှုမရှိသေးတဲ့နိုင်ငံတွေကလာရောက်ပြေးဆွဲမယ်ဆိုပါကလေကြောင်းခရီးစဉ်တွေရဲ့ဆင်းသက်မှုအချိန်ကိုညှိနှိုင်းပေးသွားမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ ဒီလိုညှိနှိုင်းပေးရခြင်းမှာခရီးစဉ်အသည့်ပြန်တမ်းမဲ့နိုင်ငံတွေကိုဦးစားပေးကြိုဆိုတဲ့သဘောအနေနဲ့ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ဒါကြောင့်အဆိုပါခရီးစဉ်အသည့်ပြေးဆွဲမဲ့နိုင်ငံတွေကလေကြောင်းလိုင်းတွေကိုနေ့အချိန်ဆင်းသက်နိုင်အောင်ဦးစားပေးပြုလုပ်ပေးမှာဖြစ်ပါတယ်။လက်ရှိပြန်တမ်းပြေးဆွဲနေတဲ့နိုင်ငံတကာလေကြောင်းလိုင်းတွေကခောက်ရီတိုးမြင့်ပြန်တမ်းမှုတွေအတွက်ကိုညပိုင်းအချိန်တွေမှာသာခွင့်ပြုမှာဖြစ်ပါတယ်။လက်ရှိမှာတော့ရန်ကုန်မြို့နဲ့တိုက်ရိုက်ပြန်တမ်းပြေးဆွဲခြင်းမရှိသေးတဲ့နိုင်ငံတွေအနက်အာဆီယံနိုင်ငံတွေထဲကဘရူနိုင်းနိုင်ငံနဲ့ဗီယက်နမ်နိုင်ငံတို့က ဓာတ်ရိုက်ပြန်တမ်းပြည့်စွဲဖို့ညှိနှိုင်းလျက်ရှိရလို့သိရပါဗျ။2012ခုနှစ်အတွင်းမှာနိုင်ငံတကာလေကြောင်းလိုင်းအချို့ကမြန်မာနိုင်ငံနဲ့ဓာတ်ရိုက် လေကြောင်းခီးစဉ်ပြန်တမ်းမှုတွေပြုလုပ်ခဲ့ပါဗျ။ဒါကြောင့်2012ခုနှစ်စက်တဘာလဆန်းပိုင်းမတိုင်မီကမြန်မာနိုင်ငံနဲ့ဓာတ်ရိုက်လေကြောင်းပြေးဆွဲတဲ့လေကြောင်းလိုင်း15လိုင်းသာရှိခဲ့ရမှာနှစ်ကုန်ပိုင်းမှာတော့22လိုင်းအထိရှိလာခဲ့တယ်လို့သိရပါတယ်ရှင်။